မဟုတ်ဘူးလားဆိုတော့ဟုတ်ပါတယ်တဲ့သို့တော်ရက်ရွှေတလောက်နာမယ်ဥပိယတဏိတဲ့တဏိဥပိယမသိဘူးလားသိရင်သိနေတာဒါခင်ဗျားတို့ကရက်ရွှေရင်ဥပိစောင့်နာနဲ့အတူတူပဲกว่าခရားကအဲဒုတိယချက်ကနာပိစောင့်နာနဲ့လည်းတဲတူတယ်กว่าတူပါတယ်နောက်တတိယချက်ကသီဘိစောင်းနာနဲ့တူတယ်မှန်ပါပါနံပါတ်၄ကလူသိမ်းခွဲတဲ့ဘိစောင်းနာနဲ့တူတယ် နံပါတ်5ကသံဃာသင်ခွဲ့တဲ့ဘေးစောင့်တာနဲ့လည်းတူတယ်ကွာအဲ့ဒီတော့ဦးဇနုတက္ကရမကြီးဘေးဆိုတာစောင့်ကောင်းတာလားလွတ်အောင်ရှောင်ရမှာလားဟုတ်ပါပါဘုရားသူကများရောရှောင်တာနဲ့ရင်ဆိုင်တိုးတာနဲ့ဗရင်ရများရင်ဆိုင်တိုးတာပါပါဘုရားဟုတ်ဗျာဟမ်ဒါဘေးလို့ရမသွားကြဘူးဘောဟမ်ဟုတ်တပွဲလုံးကိုငြိမ်းသွားတာဘေးလို့ရမသွားကြဘူးလား အပြောသွားကြင်ဒါအလုံးနဲ့သွားပါဆိုတော့သွားဘူးဒါကြကြတော့အပြောတဲ့နိဗ္ဗာန်ရပါဘူးဖေးရမလဲပြပฏิပတ္တိအကျင့်မပါပဲနဲ့အလုံးမပါပဲနဲ့နိဗ္ဗာန်ရတဲ့ပုဂ္ဂိုလ်တူတယောက်မှမရှိဘူးအဲ့ဒီတော့ဦးဇင်းတို့တရားဓမ္မကြီးပြောတဲ့ပုဂ္ဂိုလ်ကလုတ်စီခြင်းလို့ပြောနေတာလုတ်မှလည်းခင်ဗျားတို့ကျေးဇူးများမှာညံနဲ့တက်မယ်မလုတ်လို့ရှိရင်တော့ဟိုရှင်သာရိပုတ္တရာပြောလို့ပဲဇေရန်နဲ့ဝဲလာတယ်ကြီးပလာငကောကလည်းကြီးနေ အင်းရောက်တော့လဲဂျောင်နဲ့ထိုးတာတော့ဒီကြည့်ပလားသုံးမရဘူးကိုတောင်းလာခဲ့တဲ့စုတွေဒီအလုံးမလွတ်လိုက်တာနဲ့အကုန်လုံးရှော်လိုက်ရတယ်အရှုံးကြီးရှုံးသွားမှာမျောနည်းနည်းရှုံးမှလားရှုံးကြီးရှုံးမှလားခုရှိတဲ့စီစဉ်ရခင်ဗျားတို့ပန်းတဘွတ်နဲ့ပြန်တောင်းပြရတယ်ဆရာတော်ဘုရားကြီးကတိတိကျဟောတယ်ပန်းတဘွတ်နဲ့ပြန်တောင်းမှကွာတဲ့ခုရှိတဲ့စီစဉ်နဲ့ဆယ်စားတူရပါသေးတယ်မြင့်တီတာနာနဲ့ပြန်ကြုံဖို့ကတော့မလွယ်ဘူးဟိ ဒီလိုဆုံးမသွန်နေတတ်တဲ့ဆရာကောင်းနဲ့တွေ့ဖို့ကလွဲရလားဒီအမမန်ကိုဝေပန်းပြီးထောင်နိုင်တဲ့ညာနာရဖို့ရကလွဲရလားအေးအဲ့ဒီအလိုဥစ္စာတွေခမများလို့အတက်ကြီးတက်လာလို့အဆုံကြီးဆုံးအကျုံကြီးကျုံကမှဒီနံပါတ်လေးဖြစ်တဲ့ဓမ္မနုဓမ္မပရိပတ်ဒီအလုံးမလုံရင်ကဲခမများတို့ကလစုစုလာပြီးဘူသုံးသုံးတို့ပေါ်ရစုတော့ကတော့မူစုပဲစုမစုစုပြီးတော့တခါတည်းဟမ် ကိုကနောင်အောင်ပြောဝိုင်းကောင်းကောင်းတွေ့တာနဲ့ထောင်လိုက်ပုံချလိုက်တာတခါတည်းတတိပြည့်မြန်ကျင်တော့ထောင်လိုက်ပုံချလိုက်တာတခါတန်းပြီးတော့ရှိတဲ့ဥစ္စာပါအကုန်လုံးပြုတ်သွားဆိုလို့မဖြစ်ဘူးလားဖြစ်ရမလားဥပ္ပကြီးကကိုပေါ့မြကြမ်းနေတယ်လားမသိဘူးဟမ်အကြံကောင်းတစ်ချက်ဆိုပြီးကိုပေါ့မြကြမ်းနေတယ်ချွေးကြီးသုံးနေတော့တာပဲရှင်းစား ဦးဇင်းတို့တရားဓမ္မတွေနိဗ္ဗာန်သွားတာခင်ဗျားတို့အလုတ်လုံးမှကိလေသာကကြီးပလာကိုပွတ်နိုင်မှပြောင်းမှာဟိုဝဲလာတော့ကကြီးရထိုက်တဲ့လောက်ရှိတယ်အကိုကအိမ်ရောက်ရင်ပွတ်စီပြီးတော့သုံးမယ်ဆိုရင်အဲဒီကြီးပလာကအသုံးဝင်သွားတယ်လို့ဒီမှာလဲကိုယ်မှပင်ကိုကအဲသာနာကြီးညိုတဲ့မျိုးစိသစ္စာတရားဟောတတ်တဲ့ဆရာကောင်းတမကောင်းနဲ့တွေ့တဲ့အဲမျိုးစိ ဲကို့မှာထောင်နေတဲ့ညာနာရှိတဲ့ဒီမျိုးစီအပင်ပေါ့ဖို့ရေလေးလောင်းပြီးတော့ကို့တော့ပေါင်းလေးပါလေးသင်ပြီးတော့ဒီတရားအသီးပွင့်စားဖို့ရာအတွက်အလုံးလုံးမှခင်ဗျားတို့မဲ့သီးဖို့ဒီစားမှာမလုတ်ဘဲနဲ့မညာပုံညာကတော့ဘယ်သူမှရော့အင်းလို့မပေးနိုင်ဘူးခင်ဗျားကပေးနိုင်ရလားမပြေးနိုင်လို့ရာဟုလောဝါရတုတ်ဆိုဟောရတာအထင်ရှားပဲဗျာအဲ့ဒီတော့ဥပ္ပကြီးခမရလုံးမရမယ့်ဥစ္စာကိုမလုတ်ဘဲနေပြီးရမယ်ထင်လို့မလုတ်တာလားဘယ်လိုကြောင့်လဲ ဟမ်ဒါဟုတ်နောက်ကဓမ္မကြီးတွေလည်းလုံးမရမှာမလုတ်ပဲတဲ့ရတဲ့ပုဂ္ဂိုလ်တူတယောက်ရှိရဲ့လားအဲခင်ဗျားတို့နတ်ပြည်ဆိုတာတော့ခင်ဗျားတို့ဆူတောင်းရင်ရတယ်ဓမ္မပြည်ဆိုတာသမထအလုပ်လုံးမရမယ်နိဗ္ဗာန်ရောက်ကြောင်းလို့ကတော့ဝိပဿနာအလုပ်မပါဘဲနဲ့တူတယောက်မှမရဘူးလို့ဆုံးဖြတ်ပါဘာလို့ဆိုဝိပဿနာမဲ့ညာကအနန္တရပစ္စည်း လောကုတ်တရားမဲ့ညာကအနန္တရပစ္စည်းရဲ့ပစ္စုပန်လို့ပဋ္ဌာန်းပါဠိတော်များတိတိကျကျမဟုတ်ဆရာတော်ဘုရားကြီးကအကြောင်းကျုပ်ဆက်ပုံတွေတိကျရှင်းပြ။အေးဝိပဿနာမဲ့ကကွာတဲ့အနန္တရပစ္စည်းကွာတယ်။အော်လောကုတ်တရားမဲ့ကအနန္တရပစ္စည်းရဲ့ပစ္စုပန်ဒီလူကိုတိတိကျကျဟောထားတဲ့တွေ့မလုတ်ဖင်းနဲ့ရမယ်ဆိုရင်တော့ခင်ဗျားတို့အပင်မမကံပါနဲ့။လုံမရမယ်ကိစ္စတော့လေခင်ဗျားတို့ကိုယ်စုဆောင်ကြီးစုဆောင်ခဲ့ရတဲ့ကိစ္စတွေကိုပြန်တွေးရင် ဖះကလေးတိကြီးကဘာသိဆိုတာဇက်တိုက်နော်ကျွတ်တို့ကဂင်းကသဲမုံအမြပွင့်သွားတယ်ဘုရားရည်နဲ့ဆိုရင်ကျွတ်တို့ကလေးတင်ကြီးကပါသသိမ့်ကရရလားဘေးကလိမ့်မလဲစူလိုက်ဖြုံးပလိုက်စူလိုက်ဖြုံးပလိုက်သူ့ဘက်ကြီးစူလာတာနည်းသလားမနည်းဘူး80ကျော်တော့ဖြုံးပလိုက်ပြီမှန်ပါလားတောင်မွေးညမွေးဖြုံးပလိုက်တာဖြုံးတာဖြုံးတာ <socks? g finın> <before multi -tionhalfít>. ုံးတယ်ဆိုတာတရားနဲ့ညာနဲ့ကိုမတွေ့တော့ဘူးတရားနဲ့မတွေ့တော့ဘာနဲ့တွေ့လဲဟိုအပြောနေပြီစဉ်းစားစဉ်းစားအဲ့တော့ဦးဇင်းတို့တရားဓမ္မတွေရင်းနှီးနှီးနဲ့တကယ်တမ်းခမရတို့ဒုက္ခကသိချုပ်ငင်းခြင်းရင်ကိုယ်ရင်ကိုယ်ရမှာလည်းလုပ်ပါဘယ်နေရာလုပ်လို့ဝိပဿနာနေရာမယူရပါဘူးသို့တော့လုံနှီးမတက်ခင်တော့ လုံနီးကိုပိုင်မဲ့နေနေရအောင်ယူဖို့နီးရပြီဆိုရင်တော့ခုတ်ကြိုက်တဲ့နေရာမှာလုပ်။ငါဒီလာလုပ်မှဝိပဿနာဖြစ်မယ်လို့ဦးဇင်းတို့မပြောပါဘူး။ဘယ်နေရာမှာပဲလှုပ်လို့ကိုယ့်အိမ်မှာပဲလှုပ်လို့ကိုယ်နှစ်တရာပဲဟိုဘယ်ကြောက်မှာပဲဘယ်ရိတ်တာပဲသွားလှုပ်လို့ဒါဝိပဿနာအလို့ကကိုယ်ခန္ဓာကိုယ်စောင့်ကြည့်တဲ့အလို့ပဲ။ဝိပဿနာအလို့ဆိုတာတခြားလားခန္ဓာစောင့်ကြည့်တဲ့အလို့လား။အတ္တိဒဝရိယစိုက်ပညာနဲ့ကြည်ပါလို့ရှင်သာရိပုတ္တရာကြီးကလည်းဟောပါတယ် ဟိုကွရှင်နာသိန်းတို့ကလည်းကောတော့ဟောတာပဲအခုကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးကလည်းဘုရားဟောတဲ့အတိုင်းရှေးကသူတော်ကောင်းကြီးတွေဆုံးမတဲ့အတိုင်းကိုင်ခန္ဓာစောင့်ကြည့်ပါကွာခန္ဓာပြောတာယုံစမ်းပါငါပြောတာတော်မင်းတို့ချင့်ယူဒီလောက်ထိဟောသွားရှာအဲ့ဒီတော့ခင်ဗျားတို့အခုမလှုပ်တာဟာတခြားလားဘေးစောင့်နေတာဘေးဆိုတာရှောက်စောင့်အောင်ပါလားလွတ်အောင်ရှောင်းအောင်ပါလားဟုတ်ပါဘူးဘုရားဟိုဘေးစောင့်လိုက်နာဘေးစောင့်လိုက်ဒီဘေးစောင့်လိုက် လူသင်္ကွဲတဲ့ဘေးစောင့်လိုက်သံဃာသင်္ကွဲတဲ့ဘေးဒါရှင်စင်ကတိပိုင်အင်္ဂုတ်တို့ပါဠိတော်မှာအနာဘေးအနာကဘေးငါးဘေးဆိုတာရှိတယ်နော်ဘုရားဟောထားတာအဲ့ဒီတော့ဥစဉ်တို့ရောဥစဉ်တို့တရားဓမ္မတွေအခါကာလလေးကောင်းတော့ခန္ဓာကိုယ်လည်းအကြောင်းကျူးညီညွတ်တော့ကိုယ်မှလည်းတရားတရားမျိုးစီလေးရလဲဒီကောတော့တက်ကြွတဲ့အချိန်မှာကျူးစားလိုက်ရင်မကြပါဘူးမှန်ပါပါမဉဏ်ပုံညာမကြဘူးဗျဝိပဿနာဉာဏ်ကြတယ် ဝိပဿနာဉာဏ်ကမဲ့ညာပုံညာကကြားအောင်ခင်ဗျားတို့စဉ်းစားကြည့်ဒီမက်ကပညာသကိမ့်မတာသကိမ့်တကြိမ်မတာဖြစ်တယ်ဆိုတော့မက်စိတ်ကတစိတ်ကဲဟိုဝိပဿနာဉာဏ်အပြင်အထပ်ပြီးအထအထပ်ပြီးအထအထထအလေလေလုံနေရဒါကြောင့်လေတကုကိုစိုက်တဲ့အခါကျတော့လေထဲမှာရှိတဲ့အမိုက်တွေတဲစီလိုက်ပြီးမီးရှို့လို့ရှိရင်ဒီအမိုက်တွေစင်စရာရှိရလားဟိုအမိုက်တွေစုပြီးပုံမိပြီဆိုတော့မိကြီးဆန်လေးတစ်ဆန်နဲ့ရှုလိုက်ရင်အကုန်လုံးမပြောင်းဘူးလား ဟဲ့အမိုက်စုလို့ပဲဝိပဿနာမဲ့ကကိလေသာဝေးအောင်လုပ်နေရတယ်။အမိုက်စုလို့စုနေရတယ်။လောကုတ္တရာမဲ့ကသတ္တန်တရားလုံးကပါလာတယ်ကျွေးမှန်တယ်မြတ် तू ကစုပြီးပုံပြီးသားအဲအမိုက်ကိုတခါတည်းမိကြည့်ဆန်လေးတဆန်နဲ့ရှို့လိုက်တယ်လို့လောကုတ္တရာမဲ့တစ်ချိန်နဲ့ပြီးသွားတယ်။ဒါဖြင့်ခင်ဗျားတို့ဝိပဿနာမဲ့ကိုကျူးစားမှလောကုတ္တရာမဲ့ဆိုရသောတာပန်တရာဂာနာဂံယန္တာဖြစ်နိုင်ပါဝိပဿနာမဲ့မပါဘဲနဲ့ ကွန်းတော့လောကုတ်တရားမဲ့ရတဲ့ပုဂ္ဂိုလ်ရှိရလားဒါကြောင့်ပုပ္ပပါကမဲ့လို့လည်းခေါ်တယ်ပြင်စင်ကမဲ့လို့လည်းခေါ်ပါတယ်ပုပ္ပပါကမဲ့ဆိုတာရှင်ပြင်းမဲ့ပေါ့ပြင်စင်ကမဲ့ဆိုတာကျုပ်တို့ဝိပဿနာမဲ့မှာတမာတိတိတမာသင်္ကပ္ပတမာဝါယမတမာတတိတမာသမာရိဆိုတဲ့လောကီမဲ့ခင်၅ပါးလို့လည်းခေါ်ပါတယ်အဲဒီမဲ့ခင်၅ပါးနဲ့ခမည်းတော်ခန္ဓာသိရင်ဒီမဲ့ခင်၅ပါးခမည်းတော်ဝင်တယ်မှာအလိုလိုကိမ့်ပါတယ်ခန္ဓာရသိမယ်ဆိုရင်ခန္ဓာသိတယ်ဆိုတာအမှန်မြင်တာဘူး သမာဓိဋ္ဌိသမာသင်္ကပ္ပဉာဏ်မဲ့ခင်ပါလို့သမာဝါယမသမာတတိသမာသမာဓိဆိုတဲ့အဲတတိရလည်းရှိလို့ဝိရိယကလည်းဆိုင်လို့စိတ်ကလည်းအာယုံမပြန့်လို့တည်ကြည်လို့တာခန္ဓာကိုခန္ဓာလို့သိတာကိုခန္ဓာနဲ့အတူနေပြီး24နာရီမှာအကဲသူနဲ့အတူနေတာခင်ဗျားတို့ဟောတဏှာကြီးအတွက်မှာဘယ်နှကြိမ်သိလို့အလုံးလုံးတဲ့အချိန်တဏှာကြီးဆိုင်တဲ့အချိန်မှာအလုံးလုံးတဲ့အချိန် တဏှာကြီးအတွဲမှာဟာ5မိနစ်ဆက်တိုက်ပဲဟာ10မိနစ်ဆက်တိုက်ပဲဒီလိုရရမလွယ်ဘူးဗျာခမရတော့ကိုတော့ပြောအနောက်ရှက်လာတယ်ပြောတာ तू လက်ခန္ဓာပဲသင်္ခရခန္ဓာတဏှာဆိုတာလေသင်္ခရခန္ဓာပဲအဲ့ဒါကိုဦးဇင်းတို့တရားဓမ္မတွေကဟာကနေ့တော့စိတ်တောင်ပြတ်ပါတယ်ထိုင်တဲ့ကိုကဝိတက်ကိုကများတယ်စိတ်တရားဟိုရောက်ဒီရောက်တယ်ဟောမအရှုခံလာတာဟိုရောက်ဒီရောက်စိတ်ဖြစ်တယ်ပြောနိဗ္ဗာန်ပြီး နိဗ္ဗာန်ပြီးမဲ့တရားကိုခမရတို့ဟာကိုယ်ကတော့ပြောလူပဲဟမ်မိကသမိစီလာပြီးဟင်းပို့တာသမိကတရေထင်ပြီးထွက်ပြေးတယ်ဆိုသလိုကြာတော့ပြီးတဲ့ဥပမာပါနော်မိကသမိစီသမိမို့လို့ချစ်မြန်လို့ဟင်းသွားပြီးမပြေးဘူးလားအင်းပေါင်းနဲ့မဲမဲနဲ့လာပြီးတော့တရေထင်ပြီးသမိကထွက်ပြေးတယ်လို့ဒီမလဲနိဗ္ဗာန်ပြီးမဲ့တရားကပဲဒီနေ့တော့စိတ်တရားဟူရောက်တရားနဲ့တရားရှုလို့ဖြစ်မယ်မထင်ပါဘူးဟမ် နောက်ရမှာပဲကျူးစားဖို့ပေါ့လေတွင်းနေဟိုအရှုခံလာနေတာအဲ့ဒါနောက်ရမှာပေါ့ဆိုတော့ဒုက္ခရောက်သွားတာအဲ့ဒါဥပိ္ပစောင့်တာပဲနာဘိတိပိ္ပစောင့်တာပဲစဉ်းစားကြည့်ဘေးကြီးစောင့်နေတာဘေးလွရာကိုတခါတည်းအော်သူခေါ်ရလိုက်ရမှာခမရတို့စဉ်းစားကြည့်ပါဝိပဿနာဆိုတာခမရတို့ကရှာရှုရမှာလားလှုပ်ရှုရမှာလားခေါ်ရလိုက်ရမှာဘုရားရဲ့တရားလို့စင်ပါဗျာအိပ္ပတိကိုခေါ်ရတန်တိတိကိုလည်းလိုက်ပါလို့ဆရာတော်ဘုရားကြီးခဏခဏသုံးပါတယ် ခမည်းတော်ခန္ဓာအရှုခံတရားကအေဟီလာပါပတ္တာရှုပါဒါခမည်းတော်ပါဠိနာမည်သူဘုရားရှိခိုးတရားရှိခိုးလုံးနေတာရှင်မခိုးရဘူးလို့မဆိုပါဘူးရှ िख ိုးတော့ဓမ္မနုတ်တိသူပါဠိတော်ကရှ िख ိုးဖို့ပါဠိတော်လားတဲ့အလုတ်လုတ်ဖို့ခိုင်းထားတာလားဟိုတန်တိတိကမင်းကိုယ်တိုင်မြင်အောင်ကြည့်ပါလို့ဆိုထားတာပါမန်ပတ္တိတာပေါ့ကိုယ်တိုင်မြင်အောင်ကြည့်ပါကွာအိပတ္တိကခေါ်ရအောင်တန်တိတိကနဲ့ကြည့်ရင်မင်းတို့အာကာလီကအခါမလင့်ကျူပေးပါလိမ့်မယ်ဆိုတာလေဘုရားမောဘူးလားဟော เอခမရတို့ကရတော့ရတယ်ရှိတော့ရှိတယ်မတော့တာခဲ့တယ်မသိတော့ကတော့လေခမရတို့ကဒါအဲတရားပူဇော်တာပေါ့ဗျာတရားပူဇော်တော့ကုသိုလ်မရဘူးလားရပါတယ်သို့တော့နိဗ္ဗာန်တော့ရပါမရဘူးဗျာဓမ္မနုတ္တိကိုတရားကိန်းအောင်လုံးမှခမရတို့မဲခင်ကိန်းမှနိဗ္ဗာန်ရောက်မှာ မဲခင်မကိမ့်မဲနဲ့နိဗ္ဗာန်ရောက်တဲ့ပုဂ္ဂိုလ်ဒုတိယရှိရလားဒါဖြင့်ဒီဥစ္စာမဲခင်ကိမ့်အောင်အားထုတ်ဖို့ရတီလပတ္တဇတ်ကိုဥမာထားပြီးပြောပါမယ်ရှင်မင်းကရဇဝတ္တရားတယောက်မိလာမိလာတဲ့အခါကျတော့သေစီဆိုတာသူ့အမိန်နဲ့မတတ်ချင်ဘူးသူ့ပြည့်နဲ့သူသေအောင်တန်လျက်ကင်၅ရောက်ဒါခါလဲနောက်ကနေရဇဝတ္တနောက်ကနေလိုက်သွားရဇဝတ္တကပါလဲဆိုတော့ တပိဋ္ဌာရှိတယ်စီခွက်ဒီလဆိုတာစီခုပတ္တခွက်စီခွက်ဥမာပြပြီးတော့ဘုရားဟောထားတယ်ဒီစီခွက်ကိုအရှုခံတရားပေါ်လေဝေနာဖြင့်ဝေနာစီခွက်ပေါ်စိတ်ဖြင့်စိတ်စီခွက်